ခါမှမတားဆီးနိုင်ခဲ့ရှင်ဘက်ကပြီးတောက်တွင်နေလောင်ကျွမ်းရင်အိမ်မနေခဲ့တယ် you just and she can such a to be go pay you me mo to ာဘာလို့လဲ။အဲ့ဒါကုတော်ထိုးရဲ့အမေပါ။ဖျားကြီး။ကံကောင်းလို့ပေါ့နော်။ဘုရားဒီမန်နီလာတိသွားပြီးတော့တမျိုးထင်နေဒုက္ခပဲ။အဲ့ဒါကြောင့်မို့မို့တော့ကျွန်တော်ကျေးဇူးတင်တယ်လို့ပြောတော့။မင်းနဲ့အက်ကောင်မလေးရဲ့ပတ်သက်လို့ကတော့လုံးဝမရဘူးနော်။မင်းကငါယုံကြည်ပြီးထားရတာ။တခခုရှုပ်ရှက်ရှက်ရှိလာပြီးဆိုရင်တော့ငါမင်းကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော်။တော်ထုတ်ခါလေးအခုလူငယ်တွေစိတ်ကူးပေါ့ရထားလို့တဲ့အလိုမျိုးလိုဖြစ်နေပြီအမေပြောလိုက်တော့လေကြီးမိုးကြီးနဲ့ကြုံသွားထားလိုက်တာ အခုလုံနေအလုပ်ကိုကြည့်ပါအောင်တနာစရာတော့ကောင်းသေးတယ်ဟွဘာတို့ညောနေရလဲခရရောက်ကိုညောနေရလားမမသာမလာသေးဘူးလေမလေးဘူးမမသာလာမှာမဟုတ်တော့ညောနေနေတော့ဟုတ်တယ်အမအလဲကိုလည်းပြောသွားတယ်ဒီဝရှိလို့တဲ့လကားပါပလဲရေရွှေရောရှောင်းကျင်လို့တမင်ပြောနေရဘာဖြစ်လို့လဲ တော့မသိကြသေးဘူးလားအခုတော့တော့လမ်းမမှာကော်ဖီရောင်းနေရတယ်ရွှေရခမာရီဆိုလို့ရှိရင်တော့တော့အရင်မျောလင်းထားဟွန်းခုလောက်ဆိုလို့ရှိရင်တော့ရွှေခမာရီလည်းတော်လေးနောင်နာရနေလောက်ချာတယ်အမှုတမီလေးရောလာရင်ဟုတ်ဂျူလီယာမပါပါဘူးဟွန်းအစတည်းကတမီလေးကသူ့ကော်ဖီလုပ်ငန်းကိုဟွန်းနည်းနည်းပါဝင်ပေးခဲ့တဲ့သဘောပါပဲပြီးတော့တမီလေးတန်တန်တားနေရတာနဲ့တော်တော်ကလည်းစွလွတ်ခဲ့ရတယ်လူလီနှွေး အိုက်ကောင်လေးကအိုက်တိုင်းပဲ။ तू ကသူ့ကိုယ် तू ကလွတ်လို့ဘာမှထင်ကြီးတာ။လက်ကဘာမှလည်းလွတ်ကြိုင်ရှိတာ။ဒီမှာရွှေသားလေးကလေအိုက်ကော်ဖီလုပ်ငန်းမှာတကယ်ဥဆောင်ပြီးလုပ်တယ်။မပြတ်။ရွှေသားလေးတော်ကြောင်။ရွှေသားလေးဘလောက်တိအလုပ်တွေလုပ်နေလဲဆိုတာရှင်တို့ပြတ်။ရမှာကြည့်ကြည့်လိုက်။ဟုတ်ကံလေးကချောသားပဲမင်းသားတော်လုံးလို့ရတယ်ရွှေသားလေးပဲထောက်တော့ရှိမှာပေါ့သားလေးကလေကော်ဖီလုပ်တော့အရင်ကစူးစမ်းတာအဲ့လုပ်ငန်းမှာလဲသားလေးစူးစမ်းတော့လောက်တိအောင်မြင်နေတာ ဒါလေးကလူငယ်ဆိုတော့အတွေ့ခေါ်လဲကောင်းတယ်။ကော်ဖီလုပ်ငန်းကိုလည်းဝါသနာပါတယ်။အဲ့ကော်ဖီကသူဘလို့ကောင်းအောင်လုပ်ရမလဲဆိုတော့သူသိတာ။ဟိုဖုန်းခန့်ကမစိုးပဲနော်။တော်သားပဲ။ဖုန်းခန့်ကိုလေအဆောင်ပါဆိုလို့ရှိရင်သူဒီဟာမျိုးတွေစိတ်ဝင်စားပဲနဲ့ပြပြပွားနေတတ်တယ်ပဲထင်တာ။မလေးမှုရဲ့ရှစ်သားလေးဆိုလို့ရှိရင်လည်းအားလုံးကအဲ့လိုပဲမြင်ကြတာသိလား။အမေရိကန်တော့ရှစ်သားလေးအဲ့လိုမဟုတ်ပါဘူး။လူငယ်ဆိုတော့လူငယ်တဘာဘာပုံပေါ်ကပြောရှင်နေတတ်တာလေ။အားလုံးကအဲ့ဒါငရှုပ်လေးလို့ထင်နေကြတာ။ အမှန်တကယ်တော့ရှစ်သားလေးရရှမ်းလိမ်ပါလားမိမကလည်းအရန်ချက်အရန်တိတက်တာမိမကိစ္စဆိုလဲလုံးဝအရှုပ်ရှင်းကင်းတယ်အဲတကယ်တမ်းစိတ်ပူရမှာတော်ထုတ်ကိုစိတ်ပူရမှာဘာလို့လဲအဖေရမှာလဲမူရဲ့တော်ထုတ်ကနည်းနည်းအရှုပ်ရှင်းကိစ္စလေးရှိရတယ်တကယ်တကယ်လူမြဲမူကတော်ထုတ်နဲ့ဂျူလီယာလေးကိုသဘောတူထားတယ်ဆိုရင်တော့อืมတော်ထုတ်နောက်ကြောင့်တော့နည်းနည်းပါပါဆုံးမလို့လို့ရတယ်တယ်ဘာတပြုတ်ထင်းနေလို့ 你需要的是哪里？什么地方？ တ်တယ်ငယ်တူနေရဘသူမို့လို့လဲသူ့ရဲ့အထက်လူကြီးဒီကုမ္ပဏီရဲ့အရေးပါဆုံးသူတယောက်ပဲလေငါ့ရဲ့အကြောင်းတွေဘာမှကြွယ်ဝထားစရာမလိုသူရှိရအောင် ကျမရှင်ကိုသဘောကျတယ်ရှင်နဲ့ကျမနဲ့ကြွယ်မယ်ဒါပဲလေโอเค ်ဟင်းတို့ဒီကောင်လေးဘယ်ရောက်သွားပါလဲဟွအော်တမီရပြီနော်ဟိုနွမ်းနီပြန်လာရင်ဒါအန်ဒီစီကိုထွက်လိုက်ဟာလားအလေးအော်မောင်စုံအော်ဦးကလေးလေးကိုမြင်တော့လေမင်းငငယ်တော့အချိန်လေးတွေကိုတတိယမိတယ် မင်းအန်ဒီတို့ဒီမှာလှုပ်လှုပ်နေတာတော်တော်ကြားနေပြီနော်ဟုတ်တယ်အန်ဒီကျွန်တော်ရဲ့အသက်တဝက်လောက်ကစိုက်ခင်းနေတယ်မှာပဲချိန်ကုန်ခဲ့လို့ပြောလို့ရတယ်อืมမင်းပြောမှာပဲအန်ဒီလည်းကိုယ့်ကိုယ်ကိုပြစ်တင်မိတော့တယ်မင်းရဲ့ငယ်ရွယ်တဲ့အချိန်လေးတို့အန်ဒီရဲ့စိုက်ခင်းနေမှာပဲအချိန်ကုန်သွားသလိုဖြစ်စီတယ်နော်အဲ့လိုလည်းမဟုတ်ပါဘူးအန်ဒီရဲ့ဒီလုပ်ကိုကျွန်တော်ဝါသနာပါလို့လုပ်ခဲ့တာကျွန်တော်လုပ်ခဲ့တဲ့အလုပ်ကလေးတွေကလည်းအောင်မြင်တယ်ဆိုတော့ကျွန်တော်ပြောပါတယ် ပြီးတော့ကျွန်တော်အခုလိုမျိုးဘာမှမပူပင်ဘဲနဲ့အေးစေးနေရတယ်ဆိုတာအန်ဒီရဲ့ကျေးဇူးတွေကြောင့်ပါကဲဒါဆိုရင်မင်းကအပူမရှာတော့ဘဲနဲ့တက်တက်လုံးလူပြိုကြီးလုံတော့မှာလားအဲ့လိုလဲအတက်ပြောလို့မရဘူးအန်ဒီရဲ့အန်ဒီပဲဟိုတစ်ခေါက်ကအိမ်တော်ပြုတ်ရမယ်ဆိုတေချာစဉ်းစားဆိုလို့ကျွန်တော်ခုတေချာစဉ်းစားနေပါတယ်အေးအန်ဒီရဲ့စကားကိုလေးထားလို့ဝင်းတာပါလေကွယ်မင်းအိမ်အောင်ပြုတ်ရမယ်ဆိုလို့ရှိရင်တော့အကြာကြီးဆောင်နေတယ်နော်မင်းကအရွယ်လုံနေပြီအဲ့တော့မြန်မြန်အိမ်အောင်ပြုတ်လိုက်တော့ရေးစားတယ်ပါရောမရှိဘူးပါ စည်းစားလည်းမထားပြတော့ပါဘူးအန်ဒီရဲ့ကျွန်တော်လည်းတယောက်တည်းနေလာတာကြာပြီဆိုတော့စည်းစားကြောင်းလာပြီထင်ပါတယ်တောင်းတောင်းခန်းစားချက်လောက်နဲ့တစ်ဖက်ကမင်းကလေးကိုကျွန်တော်ကြောင့်စိတ်မြင့်စေခြင်းကျွန်တော်တကယ်လက်ထပ်မယ်ဆိုတဲ့မင်းကလေးကိုတွေ့မှာပဲတွေ့ပြတော့မယ်ထင်ပါတယ်မောင်စိုးမင်းကတကယ်တော်တဲ့ယောက်ျားကောင်းကြီးပါပဲမင်းနဲ့တင့်တော်မဲ့သူတွေ့လို့ရှင်အန်ဒီမိတ်ဆက်ပေးမယ်နော်အန်ဒီစည်းစားလာဆိုရင်တော့ကျွန်တော်လက်ခံရမှာပါဗျာအေး လိမ်မာလိုက်တဲ့အမျိုးကောင်းသားလေးပါလားအမျိုးသားရဲ့ so sweet တမီးတော်ထွက်နေချင်းရယ်ဆိုမသားတော့တမီးနဲ့တော်ထွက်ဟာစိတ်ကောက်နေကြလားအဲ့လိုမဟုတ်ပါဘူးတမီးနဲ့သူနဲ့ဆက်ဆံရရင်ပုံမှန်ပါပဲအဲ့ထက်မပူတေးကြရလားတမီးရွှေရှင်ပြောပုံရဆိုရင်တော့ တော်ထွန်းမှာတခြားကောင်မလေးတယောက်ရှိနေတယ်လို့ပဲဟုတ်လားဟုတ်မှာပေါ့မပြောတတ်ဘူးသူ့ဘေးမှာတမိလို့လူမျိုးတရားလုံးရှိနေရအောင်မလမ်းဘေးကအဆင်မက်ပြီးတော့လမ်းဘေးမှာပျော်နေရတော့သူ့စင်တန်သူတတ်မှတ်တာပဲလေတမိလို့စင်တန်မျိုးကဘာမှသူ့ဘေးနားမှာတွက်ကနေစရာအကြောင်းမရှိဘူးဟုတ်တယ်တမိတမိလို့ရေချင်းမျိုးနဲ့ လူကုန်တန်တောင်းမှာလူတွေအများကြီးပဲတော်ထိုးအတွက်ပဲဖြစ်ဖြစ်သူ့ရဲ့မဖြစ်ထွန်းနဲ့ကော်ဖီလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ဘာအကြောင်းကြောင့်နဲ့မှအနေနာခံနေစာမလိုဘူးတော့တမီးတမီးမေးပြောရင်နားလဲပါတယ်ဒါမဲ့တမီးဘယ်ကိစ္စအောင်မဆိုလွယ်လွယ်နဲ့တော့လက်မလျှော့တတ်ဘူးတမီးမနာကိုထိခိုက်လို့ခံစားရတယ်

ခုတို့အဲ့ဒါရေးကြည့်ရလေကျွန်တော်မလိုတဲ့ကိစ္စမှာငွေ300မှမဟုတ်ဟာငွေ300တရားမလိုဆိုတဲ့ကိစ္စငါပြသန်းမအောင်မြင်ဘူးကျင်ကိုတို့ကလည်းမိမကြီးကြာနေအကုန်လုံးလိုက်ပြီးတွက်ကန်မင်းပေါ်တာဆယ်လီပြောပေးတာဆယ်မပြေဘူးလားမတင်ပေးဘူးလားဟာမင်းမတွေ့ဘူးလားသူတို့တင်ပေးရလေဗျာတခါတည်းလေမာကြီးကိုကြီးပါကျွန်တော်ပြောပြမယ်ခမားလိုမျိုးလေးကက်စီနိုဘရန်ပန်ရှင်တယောက်ကလေကျွန်တော်လိုမျိုးအုပ်စဘောရုပ်ကြောအပြောကောင်းတဲ့သူတယောက်ရှိသူတို့ကတင်ပေးရသေးလားသူတို့တင်ပေးရကျွန်တော်တို့ကထိုင်းအောင်ရှစ်ခိုးအောင်ပါအဲ့ဒါကြောင့်မို့အဲ့လောက်လိုက်ရတာကျေးဇူးတင် brand ပိုင်ဆိုင်ရငါမဟုတ်ဘူးလေတော်တော်ဒါတွေအကုန်လုံးကသူ့ authority အောက်ကသွားတာလေ तू မမလုပ်ရှင်လား तू ကလေ तू coffee လေးကိုတောက်ပြီးကြိုက်လို့အားပေးတာပဲလို့ကျင်ပါဆိုမှငါပါလို့ကိုတော်တော်ပါဗျာကိုတော်တော်ကလည်းပြားမနေနဲ့ဒါအားလုံးမင်းမှုရာကြောင့် तू နည်းနည်းချင်းဒီ site ကိုသွင်းမိထားလို့ဖြစ်ဟုတ်ဖြစ်ရတယ်ဘာမှမဆိုင်ပါဘူးအဲ့လူကြီးပြောတာကကိုတော်တို့ကိုတော်တို့ဟုတ်ကိုတော်တို့ပြောတာအမှားတော့မရှိဘူး သူ့အတွေ့တွေကိုအမအထည့်ပေးထားတာဆိုရင်အဲ့ဒီအတွေ့တွေကပိုတော့မှန်အောင်ပါ coffee ဆိုတာတခြား brand တွေလို့ကြော်ညာတိုင်းပေါက်တဲ့ရာမဟုတ်လေကိုယ့်ရဲ့ coffee ကရေသွေးနဲ့ရတာကောင်းနေရပြီအောက်မြင်ပါဦးတောက်တုံးသူတွေတောက်ဖြစ်ဖို့လိုသေးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တောက်တုံးသူတွေကိုဆွဲဆောင်မှုတခုတော့လုပ်မှရတယ် ူလားတူလားဟဲ့မင်းကလေးဖြစ်လောက်တော့မင်းကလေးပဲကြည်ပါคอสฮัลโหลอ๋อฮัลโหลตุลาเมนูล่ะ ဘလောက်ပေးနိုင်လဲအော်အကိုရဲ့ဟိုကျွန်တော်တို့ကလေတိတ်ဆန်းငါ့ကိုနန်စားတွေလာမတုံးနဲ့ငါမကြိုက်ဘူးဟုတ်အော်ဟုတ်ကဲ့ကောဟိုနီကီတို့ကလေဝန်ထမ်းနေဆိုတော့လေပတ်စံတိတ်အများကြီးမတုံးနဲ့နောက်တနည်းတော့ရှိပြီမယ်အားနာပါတယ်အဲ့နောက်တနည်းကဖြစ်နိုင်ကြအရန်နဲ့လို့အလုံးမဖြစ်ဘူးလို့ပဲသဘောထားလိုက်ပါအော်ဟုတ် အကိုရဲ့ဟိုပြောပြောကြည့်ပါဗျာငါအတွက်တော့ အရေးကြီးဆုံးဟာငွေကြီးနဲ့ရုပ်ရည်ငွေကြီးလားရုပ်ရည်အဲ့နှစ်ခုရဲ့တစ်ခုရှိမှငါလက်ခံငွေမပေးနိုင်ဘူးဆိုရင်တော့ငါလက်ခံနိုင်တော့တဲ့ရုပ်ရည်ရှိရတိတ်တော့မပေးဘူးမဆန်မနေဘူးကြည်ကြောက်အောင်ကုန် ခင်ဗျားတောက်တဲ့ရုံးထဲမှာထိုင်နေရတာဆိုဟုတ်တယ်ဆရာသူတို့တွေပဲ copy ကားထွက်တာကျွန်တော်ကိုလူကြီး OB ဆိုပြီးထားခဲ့ကြရတယ်ခေါင်းနေခင်ဗျားနားရတာဗောအစိမ့်မှုပါလေဗျာခင်ဗျားမပါပဲနဲ့သူတို့မအောင်မြင်ဘူးတော်ထွတ်ကိုတေကိုတူးနေတာဟုတ်ကဲ့ဆရာကျွန်တော်လည်းအခြေအနေတွေကိုတည်ပြီးသားမလို့အေးစစ်စစ်နေလိုက်တာပါဆရာအခုလဲအားလုံးလေးဆရာစီကိုလာပြီးတော့အစီအခံစာလေးတစ်ခုရှိတာပြောပြခြင်းလို့ပါ ကြော့လေးကိုတော့ဟုတ်ကဲ့ကျွန်တော်စီကိုတတိယတယောက်ကကျွန်တော်အတေးရတစ်ဆင့်ဆက်သွယ်လာလို့ပါသူကဆရာကိုတော်တော်လေးစိတ်ဝင်စားနေရဆရာကိုတော်တော်လေးနဲ့သဘောကျနေပါဆရာရယ်ဆရာနဲ့အတူတွေ့ပြီးတော့လုပ်ငန်းတွေကိုလုပ်ချင်တယ်တဲ့သူကိုယ်တိုင်ဦးစီးပြီးတော့လုပ်ငန်းတွေကိုလုပ်နေတာဖြစ်ပေမဲ့ဆရာလိုလူမျိုးနဲ့လုပ်တွေကိုလုပ်ချင်တယ်ဆိုပြီးတော့ကျွန်တော်မိတ်ဆက်ခိုင်းနေလို့ပါဘယ်သူလဲဘာလုပ်ငန်းလုပ်တာသူ့နာမည်ကဦးတင်ကြိုင်နဲ့အောင်တကုံတက်လုပ်ငန်းထောင်ထားရလို့ပြောပါတယ် ူးကုံလီရတဲ့နာမည်ကြီးပါပဲ။ဆရာနဲ့ချိန်ပြီးတော့လုပ်ငန်းတွေကိုတိုးချဲ့နေတာထင်ပါတယ်။စီဝါရေးလောကမှာလည်းလူတီများပြီးတော့လူတော်တယောက်ပါဆရာ။ကောင်းတာပေါ့။အဲကိုယ့်ရဲ့ကုံတင်းနေရလဲမြန်မာနိုင်ငံအနှံ့မှာပြန့်နေပြီဒါဆိုတော့သူလည်းသဘောကျလို့လာတွေ့ရထင်တယ်။အေးဗျာ။ကိုယ်လည်းတွေးကြုံရမယ်။အမြင်လည်းများများရမယ်ဆိုတော့စိတ်ဝင်စားတယ်။တိရလောက်ဦးနေကြတဲ့တွေ့ကိုချင်းလိုက်ဗျာ။ဟုတ်ကဲ့ဆရာကျွန်တော်မြန်မြန်စီစဉ်လိုက်ပါမယ်။ ကောင်းပြီချတာချကိုတောင်းခရအောင်အားကိုးနေမလားဟုတ်ကဲ့ပါဆရာဟာဟုတ်လားငါသွားပါမယ်ဆိုနေပါနေများနေငါပဲသွားလိုက်မယ်ကော်ဖီလာပဲတူလို့ရှိရင်တေချာရှင်းပြလိုက်နော်အဲ့မှာဟဲ့ဟိုတရပါလေကျတော့ဘယ်လိုနေစီလဲငင်းတဲ့အတိုင်းပဲနေမှာအေးစေးပဲဟုတ်ပါအဲ့လိုဖနဲ့မစည်းစမ်းပါနဲ့ hè hey, à là nên bù lại. Ta hiểu rồi. Jesus. Cindy okay. á, <laughs> ông nghe lại kệ. Chết, không không kệ mà. ငါပါကြည့်မှာကိုစဉ်းစားရတယ်ကွာငါပါကွယ်ဟုတ်လားငါပါကွယ်ရယ်ကိုစားလေးပါတိတ်ကြောက်တော့နည်းတော့လိုက်ရပါမမလို့ပေါ့ငါဘာမှမဟုတ်အစ်ချစ်ချစ်ချစ်ပါဘာမှရောက်တော့စလုံးနေတယ်ချောကဲကဲရောက်ပါဗျာဒီနေရာပဲ မစုံးဝဲအော်ငါတန်တေးတန်တေးဟိုဟိုတက် 留奶粉。ที่ไลน์พลาสมาที่ไล